ဒီထန်းနိုင်ငံကတက်တူးဆရာကတော့သူ့ရဲ့ဇနီးတွေတွေပြင်းမာဆိုးတဲ့အတွက်အမျိုးသမီးရှိယောက်ကိုတခါရဲလက်ထပ်ယူခဲ့တာပါသူယူခဲ့တဲ့မင်းမပြိုလေးတွေကလည်းဖောက်ကင်အတူတွေနဲ့လုံးဝမဟုတ်ပဲအင်းစစ်စစ်အမျိုးသမီးတွေကိုခေါင်းခေါက်ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်ဒါအပြင်အဆိုပါမင်းကလေးရှိယောက်ကမင်းသမီးရှောင်းရလောက်တဲ့တဦးစီကမတူညီတဲ့အလှတွေကိုပိုင်ဆိုင်ထားခဲ့ရတာကြောင့်ဒီတက်တူးဆရာကအတော်လေးကံကောင်းနေလို့ဆိုရမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာဆိုရင်တော့မုတ်ကိုသာဝေစားမယ်အချစ်ကိုတော့ဝေမစားဘူးဆိုတဲ့ short လေးတွေကများကြပေမဲ့ဒီလူကတော့အလန်းလွန်အလွန်လန်းလှတဲ့ main ကလေးတွေကိုသူ့အိမ်ထဲမှာရောတခန်းထဲမှာအတူနေကြပြီးတော့ပျော်ရွှင်နေခဲ့ကြတာဖြစ်ပါတယ်။သူ့ရဲ့တရင်ကအချိန်တိုတွင်ပြန့်နှံ့သွားခဲ့ပြီးတော့သူ့ရဲ့ scale ကောင်းမွန်ကြီးကိုယောက်ျားသူကြီးချားမှာရောအမျိုးသမီးသူကြီးချားမှာပါရှန်းရှန်းတောက်သွားခဲ့တာဖြစ်ပါတယ်။မိမရှိရကိုကောင်းမွန်စွာထိန်းချောင်းနိုင်ခဲ့တဲ့သူကဘယ်သူလဲ။ သူစီမှာရှိနေကြတဲ့မိန်းကလေးတွေအားလုံးကသူ့ရဲ့အချင်းများပုံကြီးကိုလက်ခံကြရလားဆိုတာသိရှိရဖို့အတွက်ကျွန်မနဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ပါ။အများနဲ့မတူဘဲအာရှနိုင်ငံမှာရှိကြတဲ့တယ်လင်တန်များစနစ်ကိုဘေးချိတ်ကအလန်းစားရှော်ရီတွေနဲ့တွဲနေခဲ့တဲ့သူကတော့အိုဒင်ဆွတ်ပဲဖြစ်ပါတယ်။သူကမိန်းမတွေအများကြီးယူတယ်ဆိုပြီးတော့လူမှုကွန်ရက်မှာနာမည်ကြီးလာတဲ့အချိန်မှာ Thai ya program ကနေတစင်သူ့ရဲ့အိမ်တော်ရဲ့အခြေအနေတွေကိုအင်တာဗျူးနေကြတာဖြစ်ပါတယ်။ အဲ့ဒီကနေတဆင်သူကစိတ်ဝင်စားမှုအကောင်းဆုံးလူသားတဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။သူကလက်ရှိအချိန်မှာတော့တတူးထိုးရင်းနဲ့ဘဝကိုဖျက်ဆီးနေတာဖြစ်ပါတယ်။အချိန်မှာတော့သူကခေသူတော့လုံးဝမဟုတ်ပဲခမည်းလိုဆော့ပစ်ကောင်တော့လုံးဝမဟုတ်ခဲ့ပါဘူး။လက်ရှိအချိန်မှာသူကမိန်းမရှိအောင်နဲ့စားလဲအတူတူအိတ်လဲအတူတူနဲ့ဘဝကိုပျော့ပျော့ကြီးဆန်စားနေတာဖြစ်ပါတယ်။သူရဲ့အချိန်ကတော့ရှုပ်ထွေးမယ်လို့ထင်ကြပေမဲ့တကယ်တမ်းကျတော့ရိုးရှင်းပါတယ်။ သူရဲ့ပထမဆုံးအိမ်တော်ကိုသူသက်20မှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ယူပီးရဲ့တနေ့ကြာမှာတင်သူကနောက်ထပ်မိန်းမတွေယူကျင်သေးတယ်ဆိုပြီးတော့သူရဲ့မိန်းမကိုပွင့်လင်းစွာပြောပြခဲ့တာဖြစ်ပါတယ်။သူမိန်းမကလည်းသူကရိုးသားလုံးပြီးတော့ခိုးစားရတာကြိုက်တဲ့တဲ့သူမဟုတ်မဲသိတဲ့အခါမှာတော့သူရဲ့ဖြစ်တည်မှုအတိုင်းဖြစ်တဲ့အချစ်တွေဝေမျှခန်းစားကြည့်အောင်မဲဆိုပြီးတော့ခင်မုန်းဖြစ်သူအလိုကြဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ရဲ့အချစ်ခင်ရှာပုံတော်ဖွဲ့ကရှာဖွေခဲ့ပါတယ်။သူ့ရဲ့ဒုတိယဇနီးကိုတော့ဇနီးဖြစ်သူကမိတ်ဆက်ပေးခဲ့ရင်ကနေဆုံးခဲ့တာဖြစ်ပါတယ်။ တတိယမိမကိုတော့ဈေးမှာသရုဒ္ဓမြောက်ကိုတော့ဆေးရုံကသူနာပြူဆေးရုံမှာတွေ့ရှိခဲ့တာအတိတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ကျန်တဲ့သူတွေအားလုံးကိုတော့အွန်လိုင်းကနေတွေ့ဆုံခဲ့တာဖြစ်ပြီးတော့နောက်ဆုံးရတဲ့တယောက်ကသာသူ့အနေနဲ့မိမအများကြီးနဲ့ခရီးသွားရင်းကနေစုံစည်းခဲ့ကြတာဖြစ်ပါတယ်။သူကအချက်များတဲ့သူတဦးဖြစ်ပေမဲ့မိမတွေပေါ်တော့မခွဲကြဘဲတာလူညီများဆက်ဆံတာဖြစ်ပါတယ်။အခွင့်အရေးပို့ပေးထားတဲ့အမျိုးသမီးဆိုတာသူ့စီမှာလုံးဝမရှိဘဲနဲ့အကုန်လုံးကိုချစ်ပေးတာဖြစ်ပါတယ်။ ဒါအပြင်သူ့ရဲ့မိန်းမတွေအကုန်လုံးကတော့အေးချမ်းပြီးတော့ရံဖြစ်တာမျိုးတွေတောင်လုံးဝမရှိပါဘူးဆိုပြီးတော့သူကဆိုပါတယ်။သူ့ရဲ့စော်ကြီးနှုံးကိုလည်းချစ်သူတွေကသူ့မျက်စိရှေ့မှာလည်းရောက်လာတာဖြစ်ပြီးတော့ဒီကောင်မလေးတွေကကျွန်ုပ်ကိုမြစ်တာအပြေးဝပေးနိုင်တဲ့သူဖြစ်တာကြောင့်ပီတီဖြစ်မိတယ်ဆိုတဲ့အကြောင်းကိုပါသူကဆိုထားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်သူ့မှာကလေး၃ယောက်အဖေဖြစ်ပြီးတော့ပထမဇနီးနဲ့တာအုပ်လေးကိုပိုင်းဆိုင်ထားသလိုဇရုထနဲ့ပစ္စမမြောင်နဲ့ကလေးတွေကလည်းသူ့စီမှာရှိလို့နေခဲ့တာဖြစ်ပါတယ်။ သူမိမဖြစ်သူတွေကတော့၃ယောက်တခန်းနေကြပြီးတော့သူကတော့အများအားဖြင့်အားလုံးနဲ့လက်အိတ်တာဖြစ်ပါတယ်။သူကဘာသာတရားဆိုလဲကိုင်းရှမ်းသူတဦးဖြစ်ပြီးဗတိစိတ်တာတရားထိုင်တာတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။တာလူညီများဖြစ်အောင်လို့အမျိုးသမီးတွေနဲ့အတူနေထိုင်ပြီးတော့သူ့ဘဝကအေးဆေးဖြစ်လို့နေခဲ့တာဖြစ်ပါတယ်။မိမတွေကသူနဲ့ပတ်သက်တဲ့အရာအလုံးကိုခွင့်လွန်နားလည်တတ်သူတွေဖြစ်ပြီးတော့အချင်းချင်းလည်းခွင့်လွန်နားလည်ကြတာဖြစ်ပါတယ်။သူယူခဲ့တဲ့မိမတွေကသူ့ကိုအယူမှုချင်းနေကြတာဖြစ်ပြီးသူ့ဘယ်တော့တော့ဘာလို့လို့သူ့အနားမှာအဆိုပါအမျိုးသမီးတွေကရှိလို့နေကြတာဖြစ်ပါတယ်။ မိဘတွေကသူတို့သမီးကိုအစာပိုင်းမှာအိမ်အောင်တင်တဲ့ယူရာတွေကိုသဘောမကျပေမဲ့ဒီအိုတန်ရဲ့သဘောထားပြေဝမှုတွေကြောင့်နောက်ပိုင်းမှာလက်ခံလာကြတာဖြစ်ပါတယ်။အိုတန်ဆွတ်ကသူ့မိမတွေအကုန်လုံးကိုထက်မြက်အောင်တင် जा ပေးခဲ့တာဖြစ်ပြီးတော့ကိုယ်ဝင်ငွေကိုရှာတတ်အောင်စူးစမ်းရမယ်ဆိုပြီးလဲအငြင်းနဲ့ဆုံးမထားခဲ့တာဖြစ်ပါတယ်။စာဝင်နေကိုသာသူကထောက်ပံ့ပေးမယ်။တခြားသောကုန်ကျစရိတ်တွေအားလုံးကိုကိုအားကိုကိုရမယ်ဆိုပြီးတော့သူကဆိုထားခဲ့တာဖြစ်ပါတယ်။ သူတို့ရှိရောက်စလုံးကလည်းအလုတ်ကိုစီရှိကြပြီးတော့ညီမဆက်ဆံရေးတွေရှိတဲ့အတွက်အေးတူပိုးများနဲ့ရှေ့ဆက်နေကြဖြစ်ပါတယ်။အိုဒန်ဆုကပွင့်လင်းတဲ့သူဖြစ်ပြီးတော့သူမိမတွေအကုန်လုံးကိုလည်းသူနဲ့ကွာရှင်းချင်ရင်ပိုးပွင့်လင်းလင်းပြောလို့ရတယ်ဆိုပြီးတော့ပြောထားခဲ့ပါသေးတယ်။သူနဲ့မပတ်သက်ချင်တော့ဘူးဆိုရင်ကွာရှင်းချင်တယ်ဆိုတော့ကို၃ငါတိုင်ပြောရုံနဲ့သူကကွာရှင်းပေးမှဖြစ်ပြီးတော့သူတို့စိတ်ချမ်းသာရင်ကျွန်တော်ကျေနပ်ပါတယ်ဆိုပြီးတော့သူရဲ့ချစ်တဲ့မူကြီးကိုပြတ်တာထားခဲ့တာဖြစ်ပါတယ်။ဒီလိုစကားတက်မှုတွေကြောင့်သူရဲ့မိမတွေအားလုံးကတော်ကီအောက်မှာရင်ကျွေးစင်းသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့အိုတန်ကသူ့ဘဝကိုသူ့အမောပြည့်တယ်လို့ဆိုထားတဲ့ထိုမျိုးသမီး၈ဦးနဲ့ပဲရှေ့ဆက်နေပြီးတော့နောက်ထပ်အစ်တစ်ကိုလည်းမရှာတော့ပါဘူးဆိုပြီးတော့အများသိအောင်ပြောပြထားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးနော်။